ဆိုင်ရင်ဆ iam မကြီးတကုံခင်ခင်လေးရဲ့စာဆိုတော့ဤစာအုပ်ကိုဖတ်ရှုခွင့်ပြုပါရန်ဆ iam မကြီးနဲ့သက်ဆိုင်သူများအားလုံးထံမှခွင့်တောင်းလိုက်ပါတယ်ရှင်။အပိုင်းဆန်ကကဲဒါဖြင့်ပြောတော့တည့်ရဒါနဲ့မတိချောင်းချောင်းပြီးစကားကိုကိုယ်ချောင်းနေတဲ့ဥစ္စာဘယ်တော့မှနားလဲတယ်ပြောမှမဟုတ်ဘူးဒီတော့ပြောလည်းမပြောချိုးရတော့လည်းမသုံးတော့ပွဲကြီးဆောင်လည်းထွက်တော့ငုံတော့စူးဆောင်မိန်ကြားစိတ်ကောက်၍ သွားသည်တွင်မှခင်ဖွားသည်လည်းချိန်မကိုင်းမီလက်မကိုင်းမီနှင့်အမျိုးမျိုးချော့ကစိတ်ကောက်တော်မူပါနဲ့စူထားရဲ့တစ်တစ်ကအလကရည်စရာဖြစ်အောင်ရွှေစိတ်ကောက်ကိုဆန့်နေတာပါဒီကြောင့်ရောသူ့ရောတစ်တစ်အလုံးသိပါတယ်မပြောတော်မူခြင်းလည်းသိပြီးမမထုပါဘူးခိုင်ခိုင်သာတော်သာမူပါကိုတော်ကလေးကစုစုကို အလိုတော်လိုက်တဲ့နေရာမှာအိနာဝင်တာမင်းသားကနှမတော်ဘုဒ္ဓအကြီးကိုအလိုတော်လိုက်တဲ့ ကြီးမားတဲ့မစ်တတော်နဲ့တီးခန့်တော်မူတာတဲ့အစတရားလွန်ခဲ့ပြီးအများကြီးအလေးချိန်ပို့လို့အလိုရာလိုက်ပါလိမ့်မယ်။စုစုမကြိုက်တော်မူတာဆိုလို့အိုးကုံကုံလျှောက်တင်ပြစေအိနာဝင်သားမင်းသားနဲ့တကွာတခြားမင်းကြီးမင်းသားတွေရှင်ဘီရင်တွေသူတို့ထုံးစံကြီးတခုလိုဖြစ်နေတဲ့မိဖုရားပို့ထားမှုတွေပါစုထားဖုရားရဲ့လက်ထက်တော်ရောက်ရင်ထုံးစံကြီးကိုဖျောက်လို့မို့တယောက်စုမှတယောက်ထက်အမေတို့ထိတ်စုဖျားတပားကလွယ်လို့အချစ်တော်ဗရင်ရင်ပေးပြီးမို့တွေ့ပြီးပူစရာမလိုတော့ပါကဲ့ ချွေတော်တုံတော်မူဖို့အချိန်တင်ပါပြီ။လမ်းဆောင်တော်မှနေကြွတော်မူပါတော့စုထားပြရဲ့ဟုပြောပြောဆိုဆိုတွဲတွဲမှမှနေသူရစွာခေါ်လျာထိတ်စုပြားကလည်းတုံမုံရကမြတ်ထားတော်ကြီးနေလာပြီ။ဟွန်းတက်တူကြီးကတော်တော်မြေပေါ်ကကဲလာတယ်ဆိုသလိုကိုတို့ထိတ်တော်ကြီးမှလည်းရှေ့နေတော်ကြီးဖြစ်မှန်းမသိဖြစ်နေပါကလား။မောင်မောင်ကိုတော်စားဟာဒီတည်တည်ကြီးပြောတဲ့စကားနဲ့လည်းအာရတော်မူစရာကြီးဖြစ်နေပါပြီ။ ဟူပြောပြောရရမိန်တော်မူပြီးထင်းတော်ကြီးနဲ့အတူချွေတော်သုံးတော်မူရန်အတွက်ထွက်တော်မူလေရကဇောင်းတော်အတွင်တွင်ကျန်ရင်တော်ခင်မာကြီးမှုရှိသည့်ပြိုတော်များမှထိတ်ဆုမြတ်ဗျာအစင်တဲ့စင်တော်မူစရာဝိလဲတော်များရွှေကလတ်များပြင်သူပြင်ပန်းတော်ကလတ်နသာရီကလတ်စံတော်ရှင်းရန်ဘီးကလတ်များနှင့်တကားရဲနာခုနှစ်ပါးဖြင့်စီချဲအပ်သောမေတော်မြတ်ဘုရားထံမှသနာတော်မူလိုက်သည့်ဖိုးတိုင်ဖိုးတံလဲဆွဲတော်ဘရက်တော်နရောင်းတော်လက်ဝဲတော်များတင်သည့် ရွှေကလတ်တော်များကိုမှန်ဆောင်တော်တဲ့တွင်အသီးသီးပြင်ဆင်လျက်ရှုပ်ရှက်ခဲအလုံများ၍နေကြလေသည်ထို့ချိန်တွင်နန်းဦးမှန်စီရွှေကျောင်းတော်၌လောင်းရှင်မျိုးသားမိဖုရားသီရိမဟာသူဘဘာဒေဝီသည်သာတော်ဒီဘောမင်းသားထံသို့အလဲထွက်တော်မူလာပြီးဇာတော်ပြားကြီးနှင့်အလာပါတလာပါပြောဟောလျှောက်တင်နေရကဇာတော်ကြီးမှာ ဘုရားဝိပ္ပေတော်မူရန်အချိန်နှိကန်လာသဖြင့်တမေရောနှစ်ပါးစကားဆွေးနွေးတော်မူကြရန်အေးအေးလူလူကြောင်းဆောင်စွန်းတို့ထွက်တော်မူလာကြလေ၏မေရောဖြစ်သူကတတော်မောင်ပထမပြန်ဆိုတော်မူစရာဖြင့်ခါတော်နီးလာပြီဒီနေ့လဲချောချောမောမောနဲ့အာမင်ပြီးစီးပါစေဆိုတာနေ့စဉ်မေမေဆူတောင်းနေတော်မူရတယ်မောင်ကိုယ်တိုင်ဘယ်လိုသဘောရတော်မူပါသလဲ ဒါတော့လေဒီနေ့ဟာဖြင့်နောက်ဆုံးစူးစမ်းတော်မူခြင်းဖြစ်တဲ့အတွက်အာတန်တရောစိတ်စောအတန်တန်နဲ့သင်အန်ကြက်မှန်နေလျက်ဖြစ်ပါတယ်ပထမတစ်နေ့နဲ့ဒုတိယတစ်နေ့မှာပင်လွယ်လွယ်ကူကူအောင်မန်းဆွတ်ယူခဲ့ရသဖြင့်ယခုနေ့နောက်ဆုံးပွဲမှာလည်းမခဲရင်လာဘူးလို့သဘောရပါတယ်မေမေပြဒါတော့စူးစမ်းရချိုးနဲ့ပါလိမ့်မယ်သာဓုသာဓုသာဓုသာကောင်းသားမြတ်ကိုမွေးရတဲ့ဆုနဲ့ပြည့်စုံခဲ့ပြီလို့မဲမဲဖျားဖြင့်ဝမ်းသာလို့ဆုံးတော်မမူနိုင်ဘူးဒါတော့ ရှိတော်မူသည်များသားတော်တွေထဲမှာမဲမဲသားတော်မောင်ကဗီဒကတ်ဂျန်ကန်စွန့်တန်ရင်ကျူပါရမီထူလာပါပေတယ်။ခမဲတော်ရွှေနှန်းဖျားမှာလဲသားတော်အတွက်အားရတော်မူနေတာပဲ။ကောင်းကင်အစရာထက်အားကမှာကျေတာယာတွေပွင့်မြူးလို့ ။ရောင်မျိုးစုံကျူးကြသလိုကို့အယောင်ဝါနဲ့ကို ထိုက်တန်သလောက်တောက်ပါကြတဲ့ကျဲတကကျဲတဲမှာတောက်ကြဆိုတဲ့ကျဲနာကြီးကအခြားသောကျဲတာယာများထက်အယောင်အဝါအားဖြင့်မနိုင်တာအောင်တာလွန်ထုခဲ့ပုံမှန်မြတ်ဖြစ်တဲ့ဝေဘူးလာတောင်ထိန်မှာတပိတ်ပိတ်လက်နေတဲ့ရောင်မျိုးစုံထွက်တဲ့ကြောင်မြန်နာတလင်းကြီးမှာရှိရှိသမျှရဲနာတွေကဆိုင်းရဆိုင်းရကုတ်အင်းကိုအားထိုင်လျောက်အယောင်ဝါတောက်ပါကြပေတဲ့ရဲနာရဲနာမှာမနှောမယပြည်တယ်မြလို့ခေါ်တဲ့ရဲနာကြီးတစ်လုံးက အားလုံးသောယန္နာများထံအယံဝါထွန်းတောက်ပြီးထိတ်ခေါင်ဘန်းသို့ရောက်ရပေတယ်။ယန္နာဘုံမြို့ဒီနန်းဒီပြင်စမသင်္ကန်းနာတင်ဘောရရှင်မေတော်မင်းတရားကြီးရဲ့ရွှေရင်တော်နှင့် ဒါတော့ချီရဲနာများကလည်းမာစီမာသွေးမင်းသားမင်းမြေတွေပြီးပြီးဘုံသမားနဲ့ပညာဉာဏ်ကိုစီကွန်ကပြေဝဆုံးလင်းတော်မူကြပေတဲ့အဲ့ဒီလိုဒါတော်တွေသမီးတော်တွေထဲမှာလည်းမဲမဲဒါတော်မန်ကအထူးထူးကဲကဲသုံးမုံတော်ပြီးတဲ့ကြံကံများကို၆ချောင်းမှွေနောက်သုံးနေမြအောင်ပထမပြန်ဆောင်တော်မူနိုင်တဲ့တတ္တိကုံပညာကုံကျေးဇူးကြောင့်အထူးထင်ပေါ်ကျော်စောပြီးတိဘောကိုရောကလေးတိဘောကိုရောကလေးနဲ့ရွှေနဲ့တော်ကြီးမှာအတော်တရင်မှွေနေပြီမမ ။နောင်တော်မင်းသားကြီးတွေတကုတ်ထက်လို့ကြောစောထင်ရှားတာကတမျိုး၊တားတော်မောင်ရဲ့ဂုံတဲ့ရင်တတင်းတင်းမွေးပုံကတမျိုးမောင်ရဲ့။ခမဲတော်ရွှေနှန်းရှင်ပြားကြီးကလည်းဉာဏ်ပညာမျိုးမြင့်ရင်တန်တော်မူပြီးစာပေကျမ်းကံတက်မြောက်ကျွမ်းခြင်းပြင်စမသင်္ကန်းနာတင်တဲ့သာသနာတရားကမာဧကရိမင်းကြီးတစ်ပါးဖြစ်လို့ရင်သွေးတော်ရဲနာရီတဲကဘွားကနေပြီးကအာကုံဆောင်နိုင်တဲ့အဖို့ရန်သားကောင်းတရားပေါ်ပေါက်လာတဲ့အတွက်ဝမ်းမြောက်အားတက်ပြီးချီးမြှင့်သူကောင်းပြုတော်မူလို့မယောင်ရဲနိုင်အောင်ရှိတော်မူရှာပြီတဲ့ ကျူးစားပါတတော်မောင်ရဲ့အစာကောင်းသလားအနောင်သေးကြပါစေမဲမဲဖရားမှာတတော်အတွက်အများကြီးမျက်နှာပွင့်လန်းခွင့်ရှိပါတယ်ထွန်းထွန်းကားကားနဲ့တတော်မောင်ကြီးဝါတာကိုမဲမဲမသိခင်အင်တန်မြင်လို့လာတယ်မောင်ရင်ရဲ့စစရာရာမဲမဲဖရားစိတ်ချမ်းသာတော်မူအောင်တတော်မောင် ကျူးစားပါမယ်ဒီနေ့နောက်ဆုံးပွဲကိုဝင်နှွှဲတော်မူပြီးတဲ့နောက်ကြီးဝါရာကြီးဝါเจ้าနဲ့တကွာမဲမဲဖရားရဲ့အကုန်ကျေးဇူးကိုအထုဆန့်နိုင်ပါရန်အမြန်ကျူးစားပါတော့မယ်အိုး မောင်ရင်ယခုနှစ်မှစိတ်ပြောင်းတော်မူလာပြီလားအနှဲငယ်အန်အားသင်ဟန်နဲ့မေတော်ဖျားကမေတော်မူလျာဒီဘောမင်းသားလည်းရုတ်တရက်မိသူများမလျှောက်တင်သာသဖြင့်ငြိမ်သက်နေတော်မူပြီးမှမဲ့မဲ့ဖျားတားတော်ကိုဖယ်ပုံကြောင့်စိတ်ပြောင်းတယ်လို့မိန့်တော်မူရပါသည်လေအချက်ဟုတ်ပါလို့လာမောင်ရင်ရခင်တော့ကတော့သာသနာပောင်းမှာပြောမွေးရတာအလွန်တရာအေးမြချမ်းသာတဲ့အတွက် လူထွက်တော်မူခြင်းတော့ပဲတသက်လုံးတင်ငန်းဝင်ကြီးနဲ့အယုထုတ်လုတ်တော်မူခြင်းမှာတယ်ခမဲ့တော်ဘုရားကလူဝေလဲပြီးချင်းမြင်သူကောင်းပြုမှာကိုပင်လက်ခံတော်မူခြင်းတယ်လို့လို့မိန်တော်မူနေကြမှုမယ်မယ်ဘုရားကပင်မတော်ကြောင်းခမဲ့တော်ဘုရားရဲ့အလိုကိုဘယ်တော့အခါမှစန့်ကျင်မှုမပြုစေရန်အတန်တန်သတိပေးမြတ်ဖြစ်တယ်မဟုတ်လားယခုဒီနှစ်တော့သားတော်မောင်လူတော်ကပင်လူထွက်တော်မူခြင်းနဲ့ဟန်ပန်းနဲ့တော်တဲ့တောင်းတန်တွေပေးလာပါကလားဘယ်အာယုံတော်များညီဆွမ်းသွားလို့လဲမောင်ရဲ့ ဟုမပြုံးတပြုံးမိတ်နော်မှုတော့မှတတော်ကလည်းအိုးမလုံးအောင်ပွင့်ပြီးဒီအလားတတော်များပေါ်အောင်ပြုံးတော်မူတဲ့လောကဓမ္မတာမဆောင်သာတဲ့လမ်းမှာမေမေပြရဲ့ဒီလိုကတော့တင်ငန်းတော်နဲ့ပြောတော်မူဖို့ပါပဲယခုလိုတွေ့ကြုံညှိစွန့်ရတာကိုပင်မေမေပြအလိုတော်ကြလောကလူပါမှာဘုံဒေစာတရှမ်းရှမ်းနဲ့ရွှေနှမ်းပေါ်မှာတွန်းကားနိုင်စရာလမ်းစာကောင်းတစ်ခုဖြစ်ပါတယ်မေမေပြရဲ့ကောင်းပါတယ်ကောင်းပါတယ်မေမေလည်းကျင့်တတ်ပါတယ် မိဖွားတစ်တောင်မကြမကြဝင်ထွက်နေတယ်လို့မောင်တို့အမေကမဲမဲကိုတတော်ဥတင်ပူးတယ်။ဒါတော့မောင်ညိတွေတဲ့အာယုံကမြတောင်မျိုးစားဆုလက်ပင်ဖြစ်လျော်သလားကွယ်။မမမဲမဲပြထင်တော်မူတဲ့အတိုင်းပါ။ ယောက်ျားကလေးလိုဟိုဟိုဒီဒီစိတ်တော်ကလေးကလည်းခက်ကြမ်းကြမ်းခက်ဆက်ဆက်မို့မောင်ရင်တို့ကိစ္စကအရှိသဖြင့်ချုံမော့ကြပါမလားခမဲတော်ဖះကလည်းလူလာညီညွတ်တော်မူပါမလားဆိုတာစဉ်းစားဖို့ခွင့်ရကရှိသေးတယ်အစစအရာရာညီညွတ်ကြမယ်ဆိုရင်ဖြင့်အတိုင်းထဲလုံးတကုံးနဲ့ဖះပါပဲသူ့မယ်တော့အလယ်နန်းမမကအစွမ်းစာမနေဘူးမောင်ရင်ရှေ့ရေးဆိုရင်တော့အလယ်နန်းမမသာတွင်တွင်ကြဲကြဲတကုတ်ထွက်တော်မူဖို့ရှိတော်တယ် အမတော်မိဘကောင်ကြီးနှက်ရွာဆန်းကံတော်ကုန်ပြီးသည့်နောက်အလယ်နန်းဘရောမမသာလင်းထုတ်ထဲရောက်တော့မယ်သူမလဲတာယောက်ကြားထွန်းကားတော်မမူတဲ့အတွက်တပတ်တော်ရမယ်မင်းသားများမှာရေးမြင့်ကြားတင်ဆိုသလိုအမြတဲ့ဘုံတကူပိုကဲ့လို့ရွှေနဲ့တော်ထဲမှာအကဲရောက်နိုင်စရာပဲသို့တော်လည်းပဲအလယ်နန်းမမရဲ့အလိုတော်နဲ့ညီညွတ်မယ်မညီညွတ်ဘူးဆိုတာကဘုရားယဟန်နာများလို့ဒိဗ္ဗဆက်ကူနဲ့မမြင်နိုင်တဲ့အတွက်တစ်ချက်လို့ယုံကြည်စိတ်ချဖို့ခင်ရင်သေးတယ်မောင်ရင် တိသာတိစေမမြင်စင်းနဲ့မြင်သာမြင်စေမထင်စင်းနဲ့ဆိုတာလို့တတိဆိုဒီမှာပိုဒီမရှိတဲ့ပြင်တတော်မောင်ယခုတွေ့တုံဆက်သွဲနေတော့အရေးကိစ္စများကိုမဲသူမှမတိကြရအောင်မယိမ့်မိအောင်လှွက်ဝဲဖုံးဖိ၍သားတော်မှလည်းသားတော်မှပေါ်တော်တော်ကြည့်ပြုပြီးချင်းမွန်တော်မူနေတဲ့ဆိုတာယုံကြည်လောက်တော်သူများထံကနေတဲလွန်စာသတင်းများကြားသိပြီးဖြစ်ရတဲ့အတွက်မိကြီးတော်ဖရာအတွက်နဲ့ပတ်သက်ပြီးအနောက်ရှင်မဖြစ်နိုင်ဘူးလို့လည်းအနေငယ်အားတက်တော်မူမိပါတယ်။ ထို့ကမေတော်လို့သူကအနဲ့ငယ်စဉ်းစားလဲ။အိုးမောင်ရင်ပြောတာဟုတ်လိမ့်မယ်ထင်တယ်။နှုံခဲ့တဲ့သုံးလေးလစီကရွှေနှန်းရှင်ဖះမိဘုံကြီးရှုစားတော်မူတယ်။ရဲ့ရင်ကဘာတိဘာသာ နေတော်မူခဲ့ပြီးယခုမှအရေးတစ်ခုပြုတ်ပြီးရှုစားပြုံးရတယ်ဆိုတော့နည်းနည်းထူတာပဲမောင်ရင်အဲ့တို့ ပြီးတော့လွန်ခဲ့တဲ့တပေါင်းလတဲ့ပုံစီဒီအလူတော်ရေးဆက်ချမှာတစ်ချိန်တွေ့တော်မူကြတဲ့အခါအရင်လိုမြန်မှန်တန်ရှူစားပြီးပြုံးရယ်သွားတော်မူုံမကညီမတော်လောင်းရှင်မိမိတို့များအဖို့ရန်သားကောင်းရဲ့နာတူထွန်းကားတော်မူထားရလို့အများကြီးအားတက်တော်မူမှာပဲနော်မမတို့မတော်သားကောင်းရဲ့နာရဲ့လို့တပတ်တလေမှမထွန်းကားလို့သူများအကုသို့ထူတာကိုပင်ကြည်နူးရတော့တာပဲလို့မောင်ရင်ကိုချီးမွမ်းတော်မူတဲ့အတန်နဲ့အရေးတူမိန့်တော်မူတာကိုခံရသေးတယ်ဒီတော့မောင်ရင်တွေ့တယ်လို့တွေ့မယ်ဆိုလဲ ီလိုတွေးတာမှတယ်လို့တော့မဆိုတာဘူးထင်တယ်။မှန်လားပါ။စစညီညွတ်စရာတွေတော့များနေပါပြီ။မဲတော့ဗျာ။တတော်အတွက်ဝိတဲဝိစားတာများတော့မမှုဖို့ပဲလိုပါတယ်။အိမ်တော်မှာအေးအေးသာသာဆန့်တော်မူပါ။အင်းကောင်းမှကောင်းမှ။မောင်ရင်သားတော်မောင်ဘုံတဘာတိုးတက်လို့မျက်နှာတော်ပွင့်လန်းပြီးတီတကူယုံဆန်းလို့ရွှေနှန်းတော်တခွင်မှာကြည်လင်းတဲ့မျက်နှာလုံးနဲ့တပြုံပြုံဆန်းနေတော်မူပြစေဆိုတာမဲမဲဖျားကမုဒိတာတရားနဲ့မြန်မြန်ကြီးမေတ္တာပို့တော်မူနေမယ်။ ဩတားတော်မောင်တဲ့အထူးသတိပေးတော်မူလိုက်တဲ့အချက်ကတော့အပြိုင်ဆိုင်တက်ခြင်းနဲ့ခက်ထက်တဲ့မင်းသားများမသိရအောင်အစစာပြီလုံးလုံးပါစေမိခါယောက်ျားကန်းနာသစ်ပင်ဆိုတာလို့မလို့သူတစ်ချက်မှွေလိုက်မှလက်တွေ့သေးဘွယ်ဝင်ရတာမျိုးနော်နောင်တော်မြင်းကွန်းကိုရောကြီးကိစ္စပြီးစီးကြတဲ့ကခမဲတော်ဖျားစိတ်တော်ထဲမှာရင်သွေးရနာများစွာသောတားတော်များအားမိသူကိုမ ကိုးစားယုံမှတ်တော်မူပုံမရသေးဘူးမောင်ရင်ပညာရှင်မင်းမူအတီလင်းထုတ်ဖော်တော်မမူပေတဲ့ဘယ်သားတော်ဘော်ကူမှအမှန်မှန်နေတော်မမူဘူးအထူးလျော့ဝဲစွာအကဲခတ်တော်မူနေပုံရတယ်ဒီတော့မတင်ကားစရာအရေးနမိတ်ပေါ်ရင်ထင်တော်လွဲပြီးတခါတဲ့ဒုက္ခကြိုးခွင်းကြီးတက်ပလိုက်မှကြောက်ရသေးတယ်ဘယ်သူနဲ့မှပလူပြီးထူးထူးထွေထွေအိမ်နေမပြတ်ပါစေနဲ့မောင်ရင်ဟူ၍အကျိုးအပြည့်တွင်တရိပ်ပေးနေတော်မူပြီးနေတန်ငယ်နဲ့မှာ အိမ်တော်သူပြန်ကြွသွားလျာတတော်ဒီပွဲမင်းမှာလဲမေတော်မီဗျာဆုံးမတွင်တင်ပြီးစစသတိကြီးစွာထားရန်မိမာတော်မူသည့်အတိုင်းမလင့်ဟင်းရအောင်စဉ်စားဝေဖန်တော်မူရင်ရွှေနှံတော်ကြီးတွင်မှတော်ရာလနှံပုံရမိန်ဆန်းအတွင်တီလင်အေးမြလာသောထိတ်စုပြလက်၏မျက်နှာတော်ကလေးကိုတရေရေထင်မြင်လွမ်းစွတ်တော်မူလျက်ရှိလေသည် ဟောဒီမြလဲဆွဲကြီးကိုစီရင်တော်မူလိုက်တဲ့အခါမှာတာပြီးချက်တင်ရှိပါတယ်။မှန်ကုန်တော်ပေါ်မှာရှုကြည့်တော်မူဆက်မအောင်။အိုးဟောဒီစရုံးတော်ကလေးကလည်းညာဘက်ပြီးစောင်းတော်မူနေပုံကလည်းတခြားသောမင်းသမီးတွေနဲ့အစဉ်ကွဲလို့တနည်းရင်တော်မူပါတယ်။နွေသာကြီးကျို့ကိုစီရင်တော်မူမူပဲရေခဲစင်ဝါကျိုးကလေးစင်တော်မူတာကြောင့်နှုတ်ကျင်တိုင်းနှုတ်နေတော်မူလိုက်တာဟဲ့ခင်မကြီးကြီးစံဟောဒီရွှေနှန်းတော်ပေါ်မှာဘဲပင်းသမီးကိုဖက်လို့ရင်ရင် တို့ထိတ်ခေါင်တင်စုဖျားကိုတော့လှလှမှမမှီဘူးမယုံကြည်နော်ပွဲကြည့်ဆောင်တော်ကိုရောက်တဲ့အခါစူထားဖျားထွက်တော်မူလာတာနဲ့တပြိုင်တည်းရှိသမျှမင်းသမီးတွေမိဖုရားတွေငေးပြီးရှူစားတော်မူနေကြမှာမယောင်ပါသေးတယ်ယောက်ျားကလေးပုံပန်းနဲ့ခက်ကြမ်းကြမ်းနေတော်မူတယ်ဆိုပြီးမပြုတ်တယ်မပြင်းတတ်နဲ့အရင်ဆက်မသွင်းရသေးတဲ့မင်းသမီးအရင်ကလေးရဲ့လို့အစကအထင်သေးနေကြတယ်နန်းတော်သူတွေကိုအမေတို့ကအမေတို့စူဖျားကယနေ့မှကြွပြတော်မူလိုက်ပါခင်မကြီးရဲ့ ခင်ဗျာတင်ကအလှပြင်ဆင်ပြီးသောစုပြလက်အပါတွင် အာရဝန်သာအရေးကြီး၍စိတ်ရှိသလောက်ချီးမွမ်းနေသောအခါစုပြမှာလည်းရွေတော်တိုင်းကလေးကဤကဲ့သို့ကြာကြာနာနာလှလှပပမင်းသမီးပြီပြီဖီလိန်ပြုပြင်တော်မူပြီးပြည့်တတ်သေးသူထွက်တော်မူခဲ့ခြင်းမရှိသေးပဲယခုဒီချိန်မှာအရေးဆွံ့၍ထွက်တော်မူရမည်ဖြစ်လျာဝင့်နေကြဆင်းနေကြအတွင်ပြင်မျိုးမဟုတ်သည်ဖြင့်ခက်ရှက်ရှက်ဖြစ်တော်မူနေရာ ခင်ဘွားတေကအနာမှာအာရဝန်တာချိမွန်နေသည်တွင်မှအတော်သင့်စိတ်ပါတော်မူလာပြီးမှန်ကုန်တော်ထဲတွင်စိတ်ဝင်စားစွာရှုစားတော်မူလာရာခင်ဘွားတေအပြောထက်ပင်ပို၍ယင်ပြီးအစဉ်ပြေလျက်ရှိသည်ကိုများစွာတွေ့တော်မူသည်ဖြင့်ဤအစဉ်ပြေနှင့်ပွဲကြည့်ဆောင်တော်သို့ဝင်တော်မူရမည်မှာရှက်ယွန်စရာမဟုတ်ကြောင်းစဉ်းစားတော်မူမိစဉ်ပြိုတော်ခင်ဖုံးဝင်လာပြီးပွဲကြည့်ဆောင်တော်မှာမတော်များစုံညီရောက်တော်မူနေပါပြီဖျား မေတော်ကြီးဖះကလည်းအရှင်ထိတ်ဆုဖះလက်ထွက်တော်မူမလာသေးဘူးလားလို့မေတော်မူနေပါတယ်ဖះယခုထွက်တော်မူတင်ပါပြီဖះဟုရှောက်တင်လာတဲ့ပြင်ခေဘွားတေကြီးပြာရခက်သွားပြီခဲခဲခဲထွက်တော်မူပါတော့ဖះဟဲ့ဟဲ့ဟဲ့နောက်တော်ဘကပါမဲ့ပြူတော်ပြီလာကြလေလာကြလေခင်မကြီးတို့တွေဟဲ့ပြီးကြပြီလားညီတို့တွေကလည်းတောင်းအောင်လုပ်မလာနဲ့လေအေးပြူတော်ချင်းတူရင်တို့များစုဖះပြူတော်တွေကပို့ပြီးလာကြပါစေအေး ဟုတ်ပြောလင်စူပြားကပြုံးပြီးအင်းသူများသာပြောနေတစ်တက်တော့ပြီးပလားဟိုရောက်မှတခြားမင်းသမီးထိန်းတော်တွေကပို့လှရင်တစ်တေကြီးခန့်နေမယ်ဟုမိန်တော်မူသည်ဖြင့်ခင်ပွားတေကြီးကလည်းအလိုဟုတ်ပါဟုပြောက မန်နေကုံတို့ကြပြကြရသွားပြီးစရုံများထိတ်ဆန်းများတတ်တတ်ရရပြုကနသာမုံများတို့လည်းဖဲဘွားအစ်တထဲကိုဆွဲ၍ လောဘဲတင်ချုံလိုက်ကဂရိုက်ကြိုက်ထွက်လာခဲ့ပြီးလင်အပြင်ဆောင်တွင်စောင့်စားတော်မူလျက်ရှိသောထိတ်စုပြားလက်ကိုတွဲမာကပွဲကြည့်ဆောင်တော်ရှိရာသို့ထွက်လာကြလေတော့သည်။နောက်တစ်ပိုင်းကိုဆက်လက်တင်ဆက်မှာပဲဖြစ်ပါရဲ့ရှင်။ကျေးဇူးတင်ပါတယ်ရှင်။ကျမတုတ္တပါ။